အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာဘုသူတာပြင်မျှဝေဆွေးနွေးပေးနေတာကဓာတ်ဆီကားအင်ဂျင်တွေအတွက်လောင်စာစီစားများစေနိုင်တဲ့ပြစ်ချက်၅မျိုးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘုသူတာပြင်မျှဝေဆွေးနွေးပေးကြပါတယ်ဓာတ်ဆီအင်ဂျင်တစ်လုံးကလောင်စာစီစားများစေနိုင်တဲ့ပြစ်ချက်တွေအများကြီးပဲရှိပါတယ် ကားတွေမှာဆိုလို့ရှိရင်လည်းလောင်စာစီစားများစီနိုင်တဲ့ပြစ်ချက်တွေအများကြီးပဲရှိပါတယ်။အဲ့ဒီထဲကနေပြီးတော့မှဓာတ်ဆီကားအင်ဂျင်တွေအတွက်လောင်စာစီစားများစီနိုင်တဲ့ပြစ်ချက်၅မျိုးကိုမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာပူတာဖြစ်မျှဝေဆွေးနွေးပြီးသားမှာဖြစ်ပါတယ်။နံပါတ်1အနေနဲ့ကကြတော့လောင်စာစီစားများစီနိုင်တဲ့ပြစ်ချက်တွေထဲမှာအင်ဂျင်ဝိုင်း အသုံးပြုတာမှားယွင်းတာကလည်းအဓိကအနေနဲ့ပါဝင်ပါတယ်။ကားအင်ဂျင်ရဲ့ lubrication ချောစီပေးတဲ့စနစ်အတွက်အင်ဂျင်ဝိုင်းကမရှိမဖြစ်လိုအပ်တဲ့ချောစီဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့အင်ဂျင်နဲ့ကိုက်ညီတဲ့အင်ဂျင်ဝိုင်းဖြစ်ဖို့လိုအပ်ပါတယ်။အဲ့လိုမဟုတ်ဘဲနဲ့ အင်ဂျင်ဝိုင်း grade တွေကမှားယွင်းပြီးတော့အသုံးပြုမယ်ဒါအပြင်အမျိုးအစားမကောင်းတဲ့အင်ဂျင်ဝိုင်းတွေကိုအသုံးပြုမိမယ်ဆိုရင်အင်ဂျင်အတွက်ပူပြီးတော့ဒီအင်ဂျင်ဝိုင်းကိုပဲပူပြီးတော့ယုံကန်နေရတာဖြစ်တယ်ပူပြီးတော့အင်ဂျင်ကပူယုံနေရတာဖြစ်တဲ့အတွက်အင်ဂျင်ကို လောင်စာစီစာ ပို့ပြီးတော့များစေနိုင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ကားအင်ဂျင်အတွက်အင်ဂျင်ဝိုင်းကိုရွေးချယ်တဲ့အခါမှာ SAE grade တွေကလည်းအရေးကြီးတယ်။ API grade တွေကလည်းအရေးကြီးတယ်။အဲ့ဒီလိုပဲ IANSAC တွေ ACE တွေရွေးချယ်မှုမှလည်းပို့ပြီးတော့အရေးကြီးပါတယ်။အထူးသဖြင့်ကတော့ ဒီလောင်စာစီရဲ့ SAE grade တွေကဥမာနေ930လား30 30လား940လား5540လားအစရှိသည့်ဖြင့်ဒါတွေကိုရွေးချယ်တဲ့အခါမှာအရန်ကိုအရေးကြီးပါတယ်အင်ဂျင်မာဆိုလို့ရှိရင်ဤပညာပို့ပြီးတော့မြင့်လာတဲ့ဥမာနေနဲ့ VDI စနစ်တွေသုံးထားတယ်ဘာမတိစနစ်တွေသုံးထားတယ် VDI စနစ်တွေကိုသုံးထားတယ်အဲ့လိုမျိုးသုံးထားတဲ့အတွက်အဲ့ဒီစနစ်တွေက hydraulic ဖီအားကို သုံးထားတယ်အဲ့ဒီ hydraulic ဖီအားက engine wire မှာ engine wire ရဲ့ဖီအားကိုသုံးပြီးတော့မှအဲ့ဒီစနစ်တွေကိုလွတ်စေတာဖြစ်တယ်အဲ့ဒီစနစ်တွေကို engine မှာဘာဖြစ်လို့တက်ဆင်ထားရလဲဆိုတော့ အင်ဂျင်ကလည်းအဆွေယုံပို့ပြီးတော့ကောင်းအောင်နောက်တစ်ချက်အနေနဲ့ကကြတော့လောင်စာစီစားလဲတက်တာအောင်ဆိုပြီးတော့ VVDI စနစ်တွေ၊ဘာမက်တစ်စနစ်တွေ၊ IV တက်တွေအစားရှိတွေဖြင့်ဒီစနစ်တွေကိုထည့်သွင်းပြီးတော့အသုံးပြုထားတာဖြစ်ပါတယ်။အဲ့လိုမျိုးထည့်သွင်းပြီးတော့အသုံးပြုထားတဲ့အခါမှာကျွန်တော်တို့ကအင်ဂျင်ဝိုင်းရဲ့ grade ကိုမှားယွင်းပြီးတော့အသုံးပြုမယ်။သို့မဟုတ် အည်သွေးနှိမ့်တဲ့အင်ဂျင်ဝိုင်ပေါ့ဗျာအည်သွေးထိုက်တဲ့အည်သွေးမဟုတ်ဘဲနဲ့အည်သွေးတော်တော်ကိုနှိမ့်တဲ့အင်ဂျင်ဝိုင်ကိုအသုံးပြုမိမယ်ဆိုရင်အဲ့ဒီစနစ်တွေလည်းကောင်းကောင်းလုံးလုံးမှာမဟုတ်သလိုအင်ဂျင်အတွက်လည်းအဲရေရှည်အတွက်ဆိုရင်လည်းမကောင်းပါဘူးအင်ဂျင်ဝိုင်ဂျိုးတွေများအများကြီးပဲတက်လာနိုင်တဲ့အင်ဂျင်ဝိုင်လိုင်းတွေမှာကြီးပိတ်မယ်အဲ့ဒီကနေနောက်ဆက်တွဲအနေနဲ့အင်ဂျင်ရဲ့လေပတ်နေတဲ့အစိပ်ပိုင်းတွေပြက်စီးရတာကနေအင်ဂျင်ရဲ့တက်တန်းလည်းတိုးစေတယ်ဒါအပြင်အင်ဂျင်အတွက်လည်းလောင်စာစီစာကိုပို့ပြီးတော့များစီတာက အင်ဂျင်ဝိုင်ဂရိတွေမှားယွင်းတာကြောင့်လည်းဖြစ်တတ်ပါတယ်အဲကျွန်တော်တို့တစည်းဆိုလို့ရှိရင်ကြုံမှုတာပေါ့နော်အဲ့ဒါကကြတော့ Honda Insight ဖြစ်တယ်အဲ့ဒီ Honda Insight မှာအဲသူကဗားထည့်ထားလဲဆိုတော့30 40အင်ဂျင်ဝိုင်ကိုထည့်ထားတယ်တကယ်တမ်းဆိုလို့ရှိရင် Honda Insight Hybrid ဖြစ်တဲ့အတွက် 0W20 ကိုသုံးပါလို့သူတို့ကညွှန်းထားတာ ဖြစ်တယ် Honda Green 0W20 ဆိုရင်အဆင်ပြေတယ်ဒါပေမဲ့30 40ကြီးထည့်ထားတဲ့အခါမှာဗားဖြစ်သွားလဲဆိုတော့ကားအင်ဂျင်ကဒီပါနင်းပင်မဲ့ထုံထုံကြီးဖြစ်သွားတာ ပြောမယ်ဆိုလို့ရှိရင်ပလက်တီပလက်ကွိုင်းတွေမကောင်းတဲ့ပုံစံမျိုးအင်ဂျက်တာတွေစီကြမမှန်တဲ့ပုံစံမျိုးဆိုပြီးတော့အဲကြုံရရတယ်ဗောနော်ဒါပေမဲ့တကယ်တမ်းကတော့သူကအင်ဂျင်ဝိုင်းရောင်းဖြစ်တာအင်ဂျင်ဝိုင်းကိုအဲ ဒီ 0W20 ထည့်ရမယ်ဆိုတဲ့အနေထားမှာသူက30 40ကြီးကိုထည့်ထားတယ်အဲ့ဒါနဲ့ပဲ30 40ကိုပြန်ဖောက်ထုတ်ဖောက်ထုတ်ပြီးတော့ကျွန်တော်တို့ engine engine wire ကို freshen လုပ်ပြီးတော့ပေါ့နော်ဖောက်ထုတ်ဖောက်ထုတ်ပြီးတော့မှ 0W20 ပြန်ပြီးတော့ထည့်လိုက်တယ် honor green ပြန်ထည့်လိုက်တဲ့အခါမှာကားကပြန်ပြီးတော့အဆင်ပြေသွားတယ်ပော့သွားတယ်ပေါ့နော်အဲ့လိုပုံစံမျိုးဆိုတော့ ဒီ engine အတွက် engine ဝိုင်းရွေးချယ်မှုကအရန်ကိုရေးပါတယ် engine ရဲ့အဆွဲယုံတွေလောင်စာစီစားတွေဓာတ်တွေနဲ့ကဓာတ်ရိုက်သက်ဆိုင်ရာ ဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ engine ဝိုင်းကိုပုံမှန်လဲလဲပေးတင်လို့ထိုက်တင်တဲ့အရည်သွေးရှိတဲ့ engine ဝိုင်းနောက် engine နဲ့ကိုက်ညီတဲ့ engine ဝိုင်း grade ကိုသာအသုံးပြုစေချင်ပါတယ်ဒါကတော့နံပါတ်1အနေနဲ့ engine ဝိုင်းမှားယွင်းတဲ့ပြစ်ချက်က လောင်စာစီစားကိုပို့ပြီးတော့များစေနိုင်ပါတယ် နံပါတ်2အနေနဲ့ကကြတော့ injector နဲ့ဒီ C fitter တွေပေါ့နော်လောင်စာ C fitter တွေကြောင့်လည်းလောင်စာ C စားများစေနိုင်ပါတယ် injector တွေကတော့ပြောမယ်ဆိုရင်တော့တနည်းတစ်ခါလဲစစ်ခဲပါတယ်တချို့ဆိုလို့ရှိရင်5-6နှစ်လောက်နေမှတစ်ချိန်တော့စစ်ကြတာမျိုးတွေအဲ့တော့ injector တွေစီကြမမှန်လား injector တွေမှာဆိုလို့ရှိရင် injector ရဲ့ဖင်မှာမပါလဲဆိုလို့ရှိရင် fitter တိတိလေးတွေပါတယ်အဲ့ဒီ fitter လေးတွေပိတ်တာတို့နောက်တစ်ချက်က injector ရဲ့ C ထွက်တဲ့အပေါက်တွေမှာ ဂျီတွေပိတ်တာအဲ့လိုမျိုးဂျီပိတ်တယ်ဆိုရင်နောက်ဆက်တွဲဘာဖြစ်လဲဆိုတော့အင်ဂျင်တာတွေစီကြမမှန်တာနောက်အင်ဂျင်တာတွေကနေစီလုံးပြီးတော့ကြတာနောက်အင်ဂျင်တာတွေကနေစီယိုတာဒါတွေ ਆ ဆိုလို့ရှိရင်လောင်စာစီစားများစေနိုင်တဲ့အဆွဲယုံတွေကျစေနိုင်တဲ့ဥမာပြောမယ်ဆိုရင် system do lean တို့ system do race တို့ဒီလိုကုတ်မျိုးတွေတက်စေနိုင်တယ်အဲ့လိုမျိုးကုတ်တွေတက်ပြီးတော့မှနောက်ဆက်တွဲအနေနဲ့အဲလောင်စာစီစားများတဲ့ပြဿနာမျိုးကိုကြုံတွေ့နေနိုင်တယ်လို့ကျွန်တော်တို့ Dusty Engineer မှာဆိုလို့ရှိရင် တိုင်းကြီးထဲမှာလည်းဖစ်တာပါတဲ့အမျိုးအစားအင်ဂျင်တွေကတော်တော်များတယ်အဲတချို့ ကားတွေဆိုရင်တော့အဲ့ဒီ fitter ကတိုင်ကြီးရဲ့အပြင်မှာပါတာမျိုးတွေရှိတယ် line ရဲ့ fitter ပေါ့နော် C line ရဲ့ fitter အဲ့ဒီ C line ရဲ့ fitter ကြီးပိတ်လို့ရှိရင်လည်းနောက်ဆက်တွဲအနေနဲ့အစွဲယုံကြပြီးတော့လောင်စာစီစားတွေများစီနိုင်ပါတယ် fitter တွေကပုံမှန်ဆိုလို့ရှိရင်တော့သူတို့ကိုကျူးနင်းပုံစံမျိုးနဲ့စစ်ဆေးပေးဖို့လိုအပ်တယ်ဥမာပြောမယ်ဆိုရင်ဗျာကီလို9000လောက်မှာတစ်ချိန်အင်ဂျင်ကျူးနင်းလုပ်ရင်းနဲ့ပန့်နေ fitter တွေ injector တွေဒါတွေကိုတစ်ခါတည်းစစ်ဆေးပေးဖို့လိုအပ်ပါတယ် အဲ့လိုအနေထားမျိုးမှာမစစ်စည်းဘန်းနဲ့ရေရှည်သုံးမိတယ်ဆိုရင် လောင်စာစီအရည်သွေးနှိမ့်တဲ့လောင်စာစီတွေကိုသုံးမိတာလောင်စာစီထဲမှာရည်ဒီပါတာလောင်စာစီထဲမှာအမှုံတွေပါတာသဲတွေပါတာအဲ့လိုမျိုးကနေပြီးတော့စီဖီတာတွေပိတ်တတ်ပါတယ်အဲ့လိုစီဖီတာပိတ်လို့ရှိရင်လီဘာနင်းသလောက်ကားကမသွားဘူးစီလိုင်းရဲ့ဖိအားကကျသွားလို့ရှိရင်စီကအင်ဂျင်တာကနေစီဖြန်းတဲ့အခါမှာ အလုံးလိုက်ထွက်တယ်အဲ့လိုအလုံးလိုက်ထွက်လို့ရှိရင်အဲကျွန်တော်တို့လေနဲ့စီနဲ့အချိုးစားကတေးချာချာရောစပ်ဖို့လိုအပ်တယ်ဆိုတဲ့အနေအထားမှာကောင်းကောင်းမွန်မွန်မရောစပ်နိုင်ဘူးအဲ့ဒီကနေပြီးတော့အပြေးဝလောင်ကျွမ်းမှုမရှိတဲ့အတွက်လောင်စာစီစားများမယ်စီနဲ့နေမှွန်လာမယ်လောင်စာစီစားတွေများမယ်အဆွေယုံတွေကျမယ်ဒီလိုပြဿနာမျိုးတွေကြုံတွေ့နေနိုင်ပါတယ် ဒါကြောင့် injector တွေ C filter တွေကိုလည်းပုံမှန်စစ်ဆေးပေးဖို့လိုအပ်ပါတယ် injector တွေ C filter တွေကြောင့်လည်းလောင်စာစီစားများစေနိုင်ပါတယ်ဒီနေရာမှာ injector ကိုဖြုတ်တဲ့အခါမှာသတိထားစီခြင်းပါတယ် injector ကရိုးရိုး EFI ကားတွေအတွက်ကတော့အရင်ကြီးပြဿနာမရှိဘူးဖြုတ်တာကလွယ်တယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီ injector တွေကပြောမယ်ဆိုရင် inlet ဘာမတိုင်ခင်အဲ့ဒီမှာတက်ဆင်ထားတဲ့အင်ဂျင်ဟက်မှာပဲဖြစ်ဖြစ်ပေါ့နော်တက်ဆင်ထားတဲ့ဒါပေမဲ့အင်လက်ဘာမတိုင်ခင်ဖြစ်တဲ့အတွက်အင်ဂျင်တာတွေကိုဖြုတ်ရတာကအရင်ကြီးမခက်ဘူးဒါပေမဲ့ ဂဆိုလင်းဒါရိုက် injection စနစ်ကားတွေ GDI စနစ်တွေပေါ့နော်ဂဆိုလင်းဒါရိုက် injection စနစ်ကားတွေကကြတော့အဲ့ဒီ injector တွေက combustion chamber တွေကိုဓာတ်ရိုက်စိုက်ထားတယ်အဲ့လိုမျိုးဓာတ်ရိုက်စိုက်ထားတဲ့အတွက် ဒီ commission chamber ရဲ့အပူတွေဖိအားတွေက injector ပေါ်မှာလဲလာပြီးတော့တက်ရောက်တယ်တက်ရောက်တဲ့အတွက်ဘာဖြစ်လဲဆိုတော့ engine ရဲ့ head နဲ့ injector နဲ့ကကိုက်နေတတ်တယ်အဲ့လိုမျိုးကိုက်နေတဲ့အနေအထားမျိုးမှာကျွန်တော်တို့ကသတိမထားမိပန်းနဲ့ injector ကိုဒီတိုင်းလေးပဲဆွဲဖြုတ်လိုက်ရင် injector ရဲ့ socket တွေကျိုးတတ်ပါတယ်အရင်က နေကျိုးတတ်တယ်ပေါ့နော် injector ရဲ့ socket ငုတ်လေးတွေကအရင်ကနေကျိုးသွားရင်အဲ့ဒီ injector ကဘာမှပြန်သုံးလို့မရတော့ဘူးအဲ့လိုအနေအထားမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်ပေါ့နော် injector တွေကို ဲ့လိုမျိုးဒီ default လို့ခေါ်တာပေါ့ဗျာဒီ gasoline data injection စနစ်ဒီမှာဆိုရင် injector တွေဖြုတ်တဲ့အခါမှာတည်တည်ချာချာလေး gear design နဲ့ဖြုတ်ပြီးဖို့လိုအပ်တယ်အဲ့ဒါကိုတည်ချာ gear design နဲ့မဖြုတ်ဘဲနဲ့ဒီ dial လေးပဲဖြုတ်လိုက်ပြီးလို့ကျိုးသွားခဲ့ရင် injector ရဲ့တန်ကြီးတွေကဒီ GDI စနစ်ရဲ့ injector ရဲ့တန်ကြီးတွေကများပါတယ်ဒါကြောင့်မို့တော့အယောစားတွေရှိတယ်ပေါ့အဲ့လိုနေထားဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ကဒီလောင်စာစီစားများစေနိုင်တဲ့ပြည့်ချက်တွေထဲမှာ C line မှာရှိတယ်ပေါ့နော် engine တာတွေလည်းသတိထားရမယ်နောက်တစ်ချက်ကတော့ launcher seat fitter တွေကိုလည်းမဖြစ်မနေစစ်ဆေးပြီးဖို့လိုအပ်ပါတယ်ဒါကတော့ဒုတိယတစ်ချက်ပါနံပါတ်3အနေနဲ့စစ်ဆေးရမယ့်အပိုင်းကကြတော့ laser နဲ့ MEF sensor ပါ engine တော်တော်များများဓာတ်ဆီ engine တော်တော်များများမှာ MEF sensor ပါတယ်တချို့ကား engine တွေမှာကတော့ MEB sensor ပါတယ်အဲ့တော့ MEF sensor မှာပါတဲ့ engine တွေမှာဆိုရင်တော့ MEB sensor ကိုစစ်ဆေးပြီးဖို့လိုအပ်တယ်အဲ့ဒီမှာဘယ် engine ပဲဖြစ်ဖြစ် လီစစ်ကအရေးကြီးတယ်ဒီဇယ်ပဲဖြစ်ဖြစ်ဓာတ်ဆီပဲဖြစ်ဖြစ်လီစစ်ကအင်ဂျင်ရဲ့တက်တန်းအတွက်အရန်ရေးကြီးတယ်ဒါကြောင့်မယ်ကျွန်တော်တို့ကအင်ဂျင်ဝိုင်းလဲတိုင်းပေါ့နော်ကီလို9000မှာအင်ဂျင်ဝိုင်းလဲတိုင်းအဲဒီအင်ဂျင်လီစစ်ကိုဖြုတ်ပြီးတော့စစ်တယ်မကောင်းဆိုရင်တခါတည်းလဲဖို့အတွက်ကားပိုင်ရှင်တွေကိုအကြံပြုပေးတယ်အဲ့လိုမျိုးဆိုတော့လီစစ်တီဂျီပိတ်တဲ့အခါမှာ အဲ့ဒီကနေပြီးတော့လေရအင်ဂျင်တွေကိုအပြည့်အဝမဝင်ဘူးအဲ့လိုအင်ဂျင်တွေကိုလေအပြည့်အဝမဝင်ဘူးဆိုလို့ရှိရင်ပြောမယ်ဆိုရင်ဗျာကျွန်တော်အသက်ရှူမောရတဲ့ပုံစံမျိုးဖြစ်တာပေါ့ကျွန်တော်တို့အသက်ရှူသွင်းနေတဲ့နှာခေါင်းပေါက်ကိုပိတ်လိုက်တယ်ဆိုရင်အသက်ရှူမောရဘူး အဲ့လိုအသက်ရှူမောရတဲ့အခါမှာဘာဖြစ်မလဲဆိုတော့အဲကျွန်တော်တို့ဒီကိုခံအားတွေကြာလာမယ်နှုံးကြသွားမယ်အဲ့ဒီကနေအသက်ရှူရက်သွားတယ်ဆိုလို့ရှိရင်တော့ပြီးပြီပေါ့နော်အဲ့လိုပဲအင်ဂျင်မှာဆိုရင်လေဒီလေးစစ်ကကြီးတွေပိတ်နေတာမျိုးတွေလေးစစ်ကြီးပိတ်တယ်ဆိုတော့ကမလဲတာကြာကြောင်းလည်းဖြစ်တတ်တယ်ဒါမှမဟုတ်ရင်ဖုန်လန်းနေသွားတာမျိုးပေါ့ဗျာအဲ့လိုနေသားမျိုးကြောင်းလည်းဖြစ်တတ်တယ်ဒါမှမဟုတ်ရင် PCB ဘာတို့နောက်တာဘောကပြန်မှုန့်နေတာတို့အဲ့လိုဟိုပေါ့နော်ဒီအမျိုးမျိုးပေါ့အဲ့ဒီကနေပြီးတော့မှ engine wire နေအဲ့ဒီ engine လေးစစ်ကိုလာပြီးတော့ဆိုလို့ရှိ င်လည်းလေဆိပ်တွေမြန်မြန်ပိတ်စီတယ်ဘလို့ပဲဖြစ်ဖြစ်ပေါ့လေဆိပ်တွေပိတ်တဲ့အခါမှာနောက်ဆက်တွဲအနေနဲ့အင်ဂျင်ထဲကိုလေကောင်းကောင်းမဝင်ဘူးအဲ့လိုလေကောင်းကောင်းမဝင်ရင်အင်ဂျင်ထဲကိုလေကောင်းကောင်းမဝင်တဲ့အခါမှာစီစားပူပြီးတော့များစီပါတယ်ဘလို့ပဲဖြစ်ဖြစ်အင်ဂျင်ထဲကိုဝင်လာတဲ့အဲကျွန်တော်လီဗာနင်းနဲ့ပမာဏဒေတာ ECU ဆိုတာကလီဗာနင်းနဲ့ပမာဏတွေ MES စံသားကလာတဲ့ဒေတာတွေအစအစရှိစီဖြစ်ပေါ့အဲ့ဒီ channel တွေပေါ်မူတည်ပြီးတော့အင်ဂျင်တာကိုစီဖြန်းတာဖြစ်ပေမဲ့ ဒီလေဝင်တဲ့ပမာဏနည်းတဲ့အခါမှာဘယ်လိုပဲဖြစ်ဖြစ်အင်ဂျင်ပါဝါကနည်းနေတဲ့အတွက်ကျွန်တော်တို့ကလီဘာနင်းမယ်လီဘာနင်းရင် ECU ကနေပြီးတော့အင်ဂျင်တာကိုစီပိုကျွေးမယ်ဆိုရင်လေဝင်နေတဲ့အခါမှာ rich mixture ပုံစံမျိုးတွေဖြစ်ပြီးတော့လောင်စာစီစားပဲများသွားတယ်အင်ဂျင် RPM ကြီးကတက်မလာဘူးဒီလိုပြဿနာမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်မို့နော်အဲ့တော့ဒီ လေဇစ်တွေကကြီးပိတ်လို့မရပါဘူးလေဇစ်တွေကြီးပိတ်လို့ရှိရင်နောက်ဆက်တွဲနေတဲ့အင်ဂျင်အဆွဲယုံလည်းကျစေတယ်လောင်စာစီးစားများစေပါတယ်အဲ့ဒီအပြင်ကိုအင်ဂျင်လေဇစ်တွေကို မလဲပန်းနဲ့ရေရှည်သုံးလို့ရှိရင်နောက်ဆက်တွဲဘာဖြစ်လာမလဲဆိုတော့အဲ့ဒီလေဇစ်ကနေပြီးတော့မဆင်လိုက်တဲ့ မှုံအမှုံနေပါမယ်ပေါ့ဗျာဖုံနေပါမယ်အမှုံနေပါမယ်အဲ့ဒါတွေက engine တဲကိုသာဝင်သွားမယ်ဆိုရင်တာဘိုပါတယ်ကားဆိုရင်တာဘိုတွေပြက်စီးနိုင်တယ်နောက်တစ်ချက်က valve တွေပေါ့နော် valve တွေအဲမလုံတာမျိုးတွေဖြစ်မယ်နောက် engine ရဲ့ commission chamber တွေကိုရောက်တဲ့အခါမှာ cylinder ရဲ့နံရံတွေအဲနောက်ဒီ piston ရဲ့နံရံတွေပေါ့အဲ့ဒါတွေကစားကုန်ပြီးတော့ compression တွေကျသွားမယ်အဲ့တော့ engine မြန်မြန်ဆန်ဆန်ကျစီနိုင်ပါတယ်ဒီလိုပြစ်ချက်မျိုးတွေကိုမကြာခဏကျွန်တော်တို့တွေ့ရတယ် ြီးခဲ့တဲ့နှစ်နည်းငယ်အရဆိုလို့ရှိရင်အင်ဂျင်ကင်သွားတဲ့ကားတစ်စီးပေါ့နော်သူကဖုံနေမုံနေရှိတဲ့လမ်းမှာသုံးတယ်အင်ဂျင်ကင်ပြီးတော့အဲပြောမဆိုရင်နှစ်ပတ်ကြော်ကြော်လောက်နေတဲ့အခါမှာသူက site ထဲမှာသုံးရတာဆိုတော့ဖုံနေမုံနေရှိတဲ့လမ်းမှာသုံးတယ်ဒါပေမဲ့သူကသုံးတဲ့အခါမှာလေစစ်ဖုံနေမုံနေပိတ်နေတဲ့အတွက်လီဘာနင်းတော့မပွင့်ဘူး အဲ့ဒါကိုသူကလေးကြီးကိုလေးမှုတ်လိုက်ရင်လည်းရတယ်ဒါမှမဟုတ်ရင်အသေးလဲလိုက်ရင်လည်းရတယ်အဲ့ဒါကိုမလဲပန်းတဲ့လေးကြီးကိုဖြုတ်ပြီးတော့သူကမောင်းလိုက်တာမောင်းလိုက်တဲ့အခါမှာဖုံနေမှုန်နေကအင်ဂျင်ထဲကိုဝင်သွားပြီးတော့အင်ဂျင်ကလုံးဝကိုထိုးရက်သွားတဲ့အချိန်ကြီးဖြစ်တာဘာကြောင့်လဲဆိုတော့တာဘိုရှက်ကျိုးသွားတယ်နောက်တစ်ချက်အနေနဲ့ကအင်ဂျင်ကလည်းဟာသွားတယ်အဲ့ဒါနဲ့ပဲ complaint ပြန်တက်တာပေါ့နော်အဲ့လို complaint ပြန်တက်တဲ့အခါမှာပြန်ပြီးဆက်လိုက်တော့တာဘိုရှက်ကျိုးတာ နောက် engine ထဲမှာအဲဖုန်နေမုန်နေဝင်လို့စလင်ဒါနိုင်ရည်အစင်းရထင်သွားတာကလေဇစ်ကြောင်းဆိုတဲ့အဖြစ်ကိုသိသွားတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေဖြစ်နိုင်တယ်ဒါကြောင့်ကျွန်တော်အနေနဲ့လေဇစ်တွေကိုစစ်ဆေးပြဖို့လိုအပ်ပါတယ်ပုံမှန်ဆိုရင်တော့ကီလို9000မှာတစ်ကြိမ်စစ်ဆေးမကောင်းဆိုတာနဲ့တစ်ခါတည်းအစ်စ်လဲဖို့အတွက်အကြံပြုပါတယ်အဲ့ဒီလေလိုင်းမှာတက်ဆင်ထားတဲ့အ MAF စင်ဆာပေါ့နော် လေဇစ်ပြီးသွားရင်ဆက်ရမှာက MAF စင်ဆာပါ MAF စင်ဆာကဘာလို့ပြီးတာလဲဆိုတော့ ဒီဘက်ခေတ် EFI ကားတွေမှာ MES စင်ဆာရဲ့တောင်းဝင်ကလည်းအရန်ရေးကြည့်ပါတယ်။အင်ဂျင်တွေကိုဝင်လာတဲ့လေရဲ့ပမာဏကိုအာယုံခံပြီးတာ။အာယုံခံပြီးတော့သူက ECU ကိုသတင်းချက်လက်ပေးဖို့တယ်။လေပမာဏကတော့ဘလောက်ဝင်နေပြီ။ဒါဆိုရင်တော့ ECU ကစီဘလောက်ကျွေးရမယ်ဆိုပြီးတော့အဲ့လိုပုံစံမျိုးသူတို့ကအဲ ECU ကတွက်ချက်ရတာဖြစ်တဲ့အခါကျတော့ MES စင်ဆာရဲ့ data အချက်လက်ကအရင်ရေးကြည့်ပါတယ် ECU ကနေပြီးတော့မှအဲဒီ MES sensor ကလာတဲ့အချက်လက်ပေါ်မူတည်ပြီးတော့လောင်စာစီပေးရမယ့်ပမာဏတွေဒါတွေကိုတွက်ချက်ပြတာဖြစ်တယ်အဲတချို့ကားတွေမှာတော့ MES sensor မပါဘူး MEB sensor ပါတယ် MEB sensor ပါတဲ့ engine တွေမှာဆိုရင်လည်း MEB sensor ရဲ့ data အချက်လက်ကို ECU ကယူတယ်ယူပြီးတော့မှ ဒီ C ဘလောက်ပေးရမလဲဆိုတော့ကိုဆုံးဖြတ်ပေးတာဖြစ်တယ်။အဲ့လိုမျိုးဆိုတော့ MES စင်စာတွေ MAB စင်စာတွေကိုလည်းစစ်ဖို့လိုအပ်ပါတယ်။ MES စင်စာကကြာတော့လေတကားမတိုင်ခင်မှာတက်ဆင်ထားတယ်။လေစစ်နဲ့လေတကားရဲ့ကြားတဲ့လေပိုက်လိုင်းမှာတက်ဆင်ထားတာဖြစ်တဲ့အတွက်အဲ့ဒီ MES စင်စာမှာဘာဖြစ်တယ်လဲဆိုတော့များသောအားဖြင့်ပေါ့နော်။ MES စင်စာမှာဖုံနေအမှုန်နေတက်တာမျိုးဖုံနေအမှုန်နေတက်ပြီးတော့အဲ့ဒီစင်စာရဲ့အာယုံခံတဲ့နေရာလေးမှာအဲကြီးတွေအများကြီးပိတ်သွားတာပေါ့အဲ့လိုပိတ်သွားလို့ရှိရင် စံစာရဲ့အာယုံခံတဲ့စနစ် မကောင်းတော့အဲ့တော့ ECU တဲ့ ECU ကိုသူ့ရဲ့သတင်းပို့တဲ့အချက်လက်တွေကမှားယွင်းသွားတယ်အဲ့လိုမျိုးဖြစ်တာများတယ် MVP စံစာလည်းများသွားပြင်အဲ့လိုမျိုးဖြစ်တတ်တယ်အဲ့လိုဆိုတော့ကျွန်တော်အနေနဲ့ဘာလို့ရမလဲဆိုတော့အဲ့ဒီ MEF စံစာတွေ MVP စံစာတွေကိုတန်ရှင်းရင်လုတ်ကြည့်ရမယ်တန်ရှင်းလုတ်တဲ့အခါမှာသတိထားစီချင်တာကတော့ပြင်းတဲ့စီးရီတွေနဲ့မဖျန်းရအောင်ဥပမာပြောမယ်ဆိုရင်ဗျာ WD40 လိုမျိုးပေါ့နော်အရန်ပြင်းတဲ့တန်ကြီးကျွတ်စီးရီပေါ့နော်အဲ့လိုစီးရီတွေနဲ့ တန်ရှင်းလုပ်လို့မရဘူးအဲ့တော့အဲ့လိုစီးရီတွေနဲ့တန်ရှင်းလုပ်ရင်ဘာဖြစ်လဲဆိုတော့စံစာကပြတ်သွားတတ်တယ်ပေါ့နော်နောက်ထပ်လေအဲကျွန်တော်လေတကားစီးရီနဲ့စီးမယ်ဆိုလို့ရှိရင်လေဟိုတချို့ကတော့စီးနေကြတာပေါ့နော်ဒါပေမဲ့ဒီခါလေးမှာဘာဖြစ်တယ်လဲဆိုတော့စံစာအားနည်းသွားတဲ့အချိန်တို့တော့ယူစားမိတယ်အဲ့ဒီ ဘာဖြစ်လဲဆိုတော့အဲ့ဒီစန်စာလေကားစီးနေဆေးပြီးနောက်ပိုင်းကျမှစန်စာပြတ်သွားတာမျိုးတွေကြုံရတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီ MAF စန်စာတွေ MBB စန်စာတွေကိုဘယ်လိုဆေးလို့ရလဲဆိုတော့အဲ့ဒီစန်စာတွေအတွက်ဆေးရည်သီးသန့်ရှိတယ်အဲ liquid moly ကထုတ်ထားတဲ့ဆေးရည်ဘူးလည်းရှိတယ်နောက် CRC ဆိုတဲ့ဒီဇိန်းနဲ့လည်း MAF စန်စာ MAF cleaner ပေါ့နော် MBB cleaner MAF cleaner ဆိုပြီးတော့ CRC ဒီဇိန်းနဲ့လည်းလာတယ်ဘယ်လိုပဲဖြစ်ပေါ့နော်အဲ့ဒီသီးသန့်သူ့ရဲ့ဆေးအဲဒီစန်စာတွေကိုဆေးလို့ရတဲ့ ရဲ့ဆေးရည်နဲ့တည်တံ့ဆေးနိုင်တော့ပို့ပြီးတော့ကောင်းပါတယ်အဲ့ဒါဆိုလို့ရှိရင်ပို့ပြီးတော့ဆေးဖြစ်တာပေါ့နော်ဆေးပြီးသွားရင် တခါတည်းတက်ပြီးတော့သုံးတာမျိုးမလုပ်စီခြင်းဘူးဆေးပြီးသွားတဲ့အခါမှာလည်းဒီစံသာတွေမှာအဲ့ဒီဆေးထားတဲ့ဆေးရည်တွေကိုချောက်သွားအောင်တော့လုပ်ပြီးဖို့လိုအပ်တယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီတိုင်းပဲတက်လိုက်တယ်အဲဝိုင်ယာကွန်နတာကိုတက်လိုက်ပြီဆိုတာနဲ့အဲ့ဒီစံသာတွေကအာယုံစခံပြီဆိုရင်စံသာတွေရှော့ကျတတ်ပါတယ်အဲ့ဒါဆိုရင်ဆေးပြီးသွားမှပြတ်သွားတာမျိုးတွေဖြစ်တတ်တယ်ဒါကြောင့်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်အနေနဲ့ဆေးတဲ့အခါမှာတေချာကူးဆိုင်စီခြင်းပါတယ် MAB စံသာပဲဖြစ်ဖြစ် MAS စံသာပဲဖြစ်ဖြစ်တေချာကူးဆိုင်စီခြင်းနဲ့နောက်တစ်ချက်အနေနဲ့ကကြတော့ MAB စံသာတွေရ တဲ့ခါကျရင်လေးပိုက်နဲ့လာတတ်တယ်။အဲ့ဒီလေးပိုက်တွေပြုတ်နေတာမျိုးတွေလေးပိုက်ကလစ်တွေပြုတ်နေတာမျိုးတွေလေးပိုက်တွေကွဲနေတာမျိုးတွေဖြစ်တတ်တယ်။အဲ့လိုမျိုးဆိုရင်လေ MEB စန်စာရဲ့အာယုံခံတဲ့စနစ်ကလွဲမှားသွားပြီးတော့လေဝင်ကို ECU အတိအကျမသိနိုင်အောင်အဲ့ဒီခါမှာဆိုရင်လေလောင်စာစီစာများတဲ့ပြဿနာမျိုးတွေဖြစ်တတ်တယ်။အဲ့တော့ကျွန်တော်တို့အနေနဲ့လေစစ်တွေ now ဒီ MEB စန်စာတွေ MES စန်စာတွေကလည်းဓာတ်ရီဒုက္ခပြီးရင် engine ကဓာတ်စီ engine ကလောင်စာစီစာများစေနိုင်ပါတယ်ဒါလေးလည်းကျွန်တော်တို့က သတိထားဖို့လိုအပ်ပါတယ်เนาะနောက်ထပ်ချက်အနေနဲ့နံပါတ်၄အနေနဲ့ကကြာတော့လောင်စာစီစားများစေနိုင်တဲ့ပြည့်ချက်တွေထဲမှာအရန်ကိုအရေးပါတဲ့ဆန်ဆာတစ်ခုဖြစ်တာကအောက်ဆီဂျင်ဆန်ဆာလို့ခေါ်တဲ့အီဇောဆန်ဆာပါအီဇောဆန်ဆာကအီဇောပိုင်လိုင်းမှာတက်ဆင်ထားမယ်အီဇောပိုင်လိုင်းမှာတော့ကက်တလက်တစ်ကွန်ဗာတာလို့ခေါ်တဲ့ကြောက်စကာရှိမယ်ကြောက်စကာရဲ့အဝင်မှာတစ်လုံးရှိမယ်အထက်မှာတစ်လုံးရှိမယ်နှလုံးလုံးကအရေးကြီးတယ်အဝင်လုံးကတော့ပိုပြီးတော့အရေးကြီးတယ်အဲ့တော့အဝင်လုံးကကြတော့မော်ဒယ်မြင့်ကားတွေမှာကြတော့သူက AF sensor ကိုသုံးထားတယ် air fuel ratio sensor ပေါ့နော်အဲ့တော့ air fuel ratio sensor ပဲဖြစ်ဖြစ် oxygen sensor ပဲဖြစ်ဖြစ်အဲ့ဒီ sensor တွေကအဲစီလီချိုးအတွက်အရင်အရေးကြီးတယ်ဒီ sensor တွေပြက်ရင်အဲ့တော့မှာစီနက်မှွန်နဲ့လောင်စာစီနက်မှွန်နဲ့အာကိုကျွန်တော်အနေနဲ့အဲအနက်ဟိုရှူကြည့်တာနဲ့သိတယ်ဗောနော်အဲ့လိုမျိုးဆိုတော့အိတ်စောကနေပြီးတော့စီနက်မှွန်နေတဲ့အရာသာကိုခန်းစားရတယ်အနက်ကိုခန်းစားနေရပြီဆိုလို့ရှိရင်ကျွန်တော်အနေနဲ့က အဲဒီအောက်ဆီဂျင်ဆန်ဆာတွေ air fuel refuel ဆန်ဆာတွေကိုစစ်ဆေးပေးဖို့လိုအပ်ပါတယ်အဲ့ဒီဆန်ဆာတွေကဒုက္ခပီးလေးရှိတယ်တတန်းတစ်ခုကြာသွားတဲ့အခါမှာအဲ့ဒီဆန်ဆာတွေမှာအဲအိဇောကအမှုံတွေသွားကတ်တယ်အိဇောကဂျိုးတွေပေါ့ဗျာသွားကတ်ပြီးတော့မှဆန်ဆာရဲ့အာယုံခံတဲ့စနစ်အဲဝေဝါးသွားတယ်အဲ့လိုမျိုးဆိုရင်အဲ့ဒီဆန်ဆာကိုဖြုတ်ပြီးတော့ဆေးပေးမယ်ဆိုရင်လည်းအဆင်ပြေတတ်တယ်ခါကြရင်တော့ဆန်ဆာကလုံးဝသုံးလို့မရတော့ဘူးဆိုလို့ရှိရင်တော့လည်းမလုပ်ရမလဲဆိုတော့ ဆန်ဆာအတိလဲပေးရတာမျိုးတွေလောက်ရတာဗောနော်အဲ့တော့အီဇောဆန်ဆာလို့ခေါ်တဲ့အောက်ဆီဂျင်ဆန်ဆာသို့မဟုတ် air fuel ratio ဆန်ဆာကိုလည်းတေချာစစ်ဆေးပေးဖို့လိုအပ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ဆန်ဆာလဲတဲ့အခါမှာ air fuel ratio ဆန်ဆာနေရာမှာအောက်ဆီဂျင်ဆန်ဆာသွားတက်လို့မရဘူးအောက်ဆီဂျင်ဆန်ဆာရဲ့နေရာမှာလည်း air fuel ratio ဆန်ဆာသွားတက်လို့မရပါဘူးအဲ့ဒီဆန်ဆာတွေက သူ့ရဲ့လှုပ်လှုပ်တဲ့ရည်ရွယ်ချက်တွေကတူပင်မဲ့လှုပ်တဲ့ပုံစံတွေကတော်တော်လေးကိုကွဲပြားတယ်။အောက်ဆီဂျင်ဆန်ဆာက ကိုယ်ပိုင်ဗိုးဒိတ်ထုတ်ပြီး ECU ကိုသတင်းပို့ပေးမယ်။ AS ဆန်ဆာကကြတော့ ECU ကပေးတဲ့ဗိုးကိုပဲသူက feedback အနေနဲ့ပြန်ပေးတာဖြစ်တယ်။ဗိုးချင်းကလည်းကြွားတယ်။အောက်ဆီဂျင်ဆန်ဆာကအကြမ်းမြင်း ဝမ်ဘူအောက်ပဲရှိတယ်။ Avery Richo စံစာကတိုတာလေးဆိုရင်3.3ဘိုးလောင်းနဲ့အလုံးလောက်တာဖြစ်တယ်။အဲ့လိုမျိုးဆိုတော့သူ့ရဲ့အလုံးလောက်တဲ့ဘိုးချင်းကကွာတာဖြစ်တဲ့အတွက်ဒီစံစာတွေကလုံးဝမှားလို့မရဘူး။မှားရင်နောက်ဆုံးအဆင့် ECU ပြတ်တဲ့အဆင့်ကြီးဖြစ်တတ်ပါတယ်เนาะဒါကြောင့် exhaust sensor တွေကိုလုံးဝမမှားအောင်ယူဆိုင်ချင်ပါတယ်နံပါတ်5အနေနဲ့နောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဗားဆက်ရမှာလဲဆိုတော့ ပလက်နဲ့ပလက်ကွိုင်းကိုစစ်ဆေးပေးဖို့လိုအပ်တယ်။ဒါကဓာတ်ဆီအင်ဂျင်တွေအတွက်အရန်ကိုရေးပါတဲ့ main လို့တောင်ပြောလို့ရပါတယ်။ဓာတ်ဆီအင်ဂျင်လုံးကလောင်စာစီစားများပြီဆိုလို့ရှိရင် spare plate တွေပလက်ကွိုင်းတွေဦးစားပေးစစ်ရတယ်။အထူးသဖြင့်ကတော့ plate တွေပေါ့နော်။ plate တွေကမီးကူးအားကျနေတာ၊ plate တွေမှာမှိုင်းရိုက်နေတာ၊ plate တွေမှာကာဗွန်ဂျိုးတွေတက်နေတာ၊ plate တွေမှာအင်ဂျင်ဝိုင်းတွေရောက်နေတာဒါဒါတွေကဆိုလို့ရှိရင်အာဒီ plate တွေမီးကောင်းကောင်းထွက်နိုင်မှာမဟုတ်တော့ဘူး။ဒါဆိုလို့ရှိရင်တော့ အဲကျွန်တော်အနေနဲ့ပလက်တီကိုတေချာလဲဖို့လိုအပ်တယ်ပလက်တီလဲတဲ့အခါမှာရွေးချယ်တဲ့အခါမှာမျိုးစားထိုက်တဲ့မျိုးစားကိုလည်းရွေးချယ်စေခြင်းလို့အင်ဂျင်နဲ့ကိုက်ညီတဲ့ပလက်လည်းဖြစ်ဖို့လိုအပ်တယ်အင်ဂျင်နဲ့ကိုက်ညီတဲ့ပလက်ဆိုတော့ဥပမာပေါ့ဗျာ IG 16တို့ IG 20တို့ VG 16 VG 20အစရှိနေဖြစ်ပေါ့အဲ့ဒီရဲ့ heat rate တွေကအရန်ရေးကြီးတယ်ပလက်တီမှာနံပါတ်တွေအရန်ရေးကြီးပါတယ်အဲ့ဒီနံပါတ်တွေမှားယွင်းရင် လောင်စာစီစားများစေနိုင်တယ်လို့နောက်တစ်ချက်ကတွန်းဆုံတွန်းဆုံတွေဖြစ်တယ်။အင်ဂျင်ဆွဲယုံတွေကျတယ်ဒါတွေကအရင်ရေးကြည့်တယ်။ဒါကြောင့်ကျွန်တော်တို့ကပလက်ကိုရွေးချယ်တဲ့အခါမှာတေချာလေးကူဆိုင်ချင်ပါတယ်။နောက်တစ်ချက်ကပလက်ကွိုင်ပလက်ကွိုင်တွေကတစ်ခါလေးကြားလို့ရှိရင်ဒီ ူ့ကိုစစ်ဆေးတဲ့စက်တီနဲ့စစ်ပင်စစ်ပင်ပဲပေါ့နော်။ तू ကစစ်လိုက်ရင်တော့ကောင်းနေတာပဲဗျ။ဒါပေမဲ့တကယ်တမ်းကားမှာတက်တက်ပြီးတော့ဆန်းတဲ့အချိန်ကြမှာအဲလုံးဝမီးမထွက်တာမျိုးမီးရထွက်တာနဲတာမျိုးတွေဖြစ်တတ်တယ်။အဲလိုမျိုးဆိုတော့ပြောမယ်ဆိုတော့ဗျာ black wine tester နဲ့စစ်ရင်တော့မှတစ်ခါလေးပါဆိုရင်သူ့ရဲ့ black ရဲ့အဲ black wine ရဲ့မီးထွက်အားတွေကတိတ်မတိတအောင်အဲလိုနေထားနေဖြစ်တဲ့အခါကျတော့လဲဆန်းရတဲ့နေထားမျိုးတွေလောက်ရတာပေါ့နော်။ဂျပန်ကြတွေပြည်နှံကြတွေနဲ့လဲဆန်းရတာမျိုးတွေလောက်ရတယ်။အဲ့တော့ကျွန်တော်တို့ဒီ ဓာတ်ဆီအင်ဂျင်တစ်လုံးကလောင်စာစီစားများစေနိုင်တဲ့ပြည့်ချက်တွေထဲမှာပလက်နဲ့ပလက်ကွိုင်းကအရင်အရေးပါပါတယ်နော်ပလက်နဲ့ပလက်ကွိုင်းကလည်းဦးစားပေးဆက်ရမယ်ပလက်ကွိုင်းကြီးပေါက်နေသလားပလက်တီရဲ့ကောင်းနေပေါ့နော်ဒီငုတ်တွေပေါ့နော်ငုတ်တွေကအရန်တူနေပြီလားသူ့ရဲ့ gap တွေ play ရဲ့ gap ကအကွာဝေးတွေအရန်ကြီးများနေပြီလားဒါတွေကိုအဓိကထားပြီးတော့စစ်ဆေးပြဖို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ dashy engine တစ်လုံးရဲ့လောင်စာစီစားများစေနိုင်တဲ့ပြည့်ချက် 5ချက်မှာဒီချက်5ချက်ကအရင်အရေးကြီးတယ်ဗောနော်နံပါတ်1အနေနဲ့အင်ဂျင်ဝိုင်း grade ကြီးမှားယွင်းနေတာတွေနံပါတ်2အနေနဲ့အင်ဂျင်တာနဲ့စီဖီတာတွေနံပါတ်3အနေနဲ့ကလေဆင်းတဲ့ MEF စင်ဆာတွေစစ်ဖို့လိုအပ်တဲ့ MEF စင်ဆာမှာပါရင် MEB ဗောနော်နောက်နံပါတ်4အနေနဲ့အိတ်ဇောစင်ဆာလို့ခေါ်တဲ့အောက်ဆီဂျင်စင်ဆာတွေစစ်ဆေးပေးဖို့လိုအပ်တဲ့နံပါတ်5အနေနဲ့ planet plug wire တွေကိုစစ်ဆေးပေးဖို့လိုအပ်ပါတယ်ဒါကတော့ Dacia ကအင်ဂျင်တစ်လုံးရဲ့လောင်စာစီစားများစေနိုင်တဲ့အဖြစ်များတဲ့ပြည့်ချက်5မျိုးကိုမိတ်ဆွေတို့ကိုပူတူတာပြင်မြှောက်ဝေဆွေးနွေးခဲ့တာပါတ ခြားသောပြည့်ချက်တွေကြောင့်လည်းလောင်စာစီစာများတာကိုတော့ကျွန်တော်တို့ထည့်တွက်ရမယ်ဥပမာလေးပေါင်နေမမှန်တာလေးပေါင်နေနေနေတာ alignment နေမမှန်တာနောက်တစ်ချက်က brake တွေညှိနေတာ hub body အဲဒီ channel နဲ့ဖြစ်နေတာဒါတွေအားဆိုရင်လည်းကားကိုပိုယုံရတာဖြစ်တဲ့အတွက်လောင်စာစီစာများစေနိုင်တဲ့ပြည့်ချက်တွေထဲမှာပါဝင်ပါတယ်ဒါတွေကတော့အဲထပ်ပြီးတော့စဉ်းစားရမယ့်အပိုင်းတွေပေါ့ကျွန်တော်အခု DVO file မှာမျှဝေခဲ့တာက ဒီ Dusty Car Engine တစ်လုံးရဲ့လောင်စာစီစားများတဲ့အခါမှာများစီနိုင်တဲ့ပြစ်ချက်တွေထဲမှာအဖြစ်များတဲ့ပြစ်ချက်ကိုမိတ်ဆွေတို့ကဘုရားပြည့်မြှဝေဆွေးနွေးကြတာဖြစ်ပါတယ်။အားပြီးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။